ိုင်းအားလုံးမင်္ဂလာပါဒီနေ့မှာတော့ Robert Greene ရဲ့စိတ်ပညာလက်ရာကောင်တစ်ခုဖြစ်တဲ့ The Laws of Human Nature ရဲ့အနှစ်ချုပ်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျမတို့ဟာလူမှုတရားဝါးဖြစ်ပြီးတောင်းညာလူတွေဘာကြောင့်ဒီလိုပြုမှုပြောဆိုရဲဆိုတာကိုနားလည်ဖို့ကဘဝမှာအောင်မြင်ဖို့နဲ့ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်အရေးကြီးဆုံးကရိယာပဲဖြစ်ပါတယ်ဒီစာအုပ်ကလူတွေရဲ့မသိစိတ်တွေကတွန့်အားတနည်းအားဖြင့် drives and motivations တွေကို ဖော်ထုတ်ပြသထားတဲ့အတွေ့အမြင်လင်းသစ်ကိုပေးပါလိမ့်မယ်။အခန်း၁စိတ်ခံစားမှုရဲ့သခင်ပထမဦးဆုံးဥပဒေသားကတော့စိတ်ခံစားမှုရဲ့လွမ်းမှုမှုကိုပိုင်နိုင်အောင်ထိန်းချုပ်ပါဆိုတာပဲ။ဒီမှာတို့ကိုယ့်ကိုယ်ကိုစဉ်းစားတုံ့တရားရှိတယ်လို့ယူဆကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ကျမတို့ရဲ့စိတ်ခံစားမှုတွေကပဲကိုယ့်ကိုယ်လွှမ်းမိုးပြီးဆုံးဖြတ်ချက်မှာတွေချစေထပ်ပါတယ်။ ဆက်ခံစားမှုကတင့်ရဲ့အတ္တကိုနှစ်သိပ်ပေးနိုင်တဲ့ယူဆတွေကိုပဲရေးချက်လက်ခံစေပါတယ်။ patiently green ကအတွင်းစိတ်ကစဉ်းစားလို့တရားကိုမွေးမြူလို့ရတယ်လို့ဆိုပါတယ်။စိတ်ပစ္စည်းမှုတွေများနေချိန်မှာချက်ချင်းတုံ့ပြန်ခြင်းကိုရှောင်ပါ။ခံစားချက်တွေရဲ့အရင်းမြစ်ကိုရှာဖွေပြီးကိုယ့်ကိုယ်ကိုပြန်လည်ဆန်းစစ်ခြင်းအားနဲ့တဆင့်စိတ်ခံစားမှုကိုစီမံခန့်ခွဲထားအောင်လေ့ကျင့်ပါ။ကံနဲ့အတ္တဆံမှုမှကိုကျင်းစာစိတ်တို့ ုတိယဥပဒေသားကတော့ကိုယ့်ရဲ့အတ္တကိုကိုင်းစားစေဖြစ်ပြောင်းလဲဖြစ်ပါဆိုတာပါလူသားတိုင်းမှာ အတ္တဆန်တဲ့သဘောတစ်ခုစီရှိပါတယ်ကျမတို့ကကိုယ့်ကိုယ်ကိုယ်တိုင်အောင်စိုက်ပြီးကိုယ့်ရဲ့လိုအပ်ချက်နဲ့ခံစားချက်ကိုပဲအဓိကထားတတ်ကြပါတယ်ဒါသဘာဝဖြစ်ပေမဲ့ပဝန်းကျင်လူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ရမှာအကြီးမားဆုံးအဟံတာဖြစ်ပါတယ်ဖြစ်ရှင်နေကိုယ့်ရဲ့အာယုံစုဆိုင်မှုကိုကိုကနေသူတော်အားစီကိုရွှေ့ပြောင်းဖို့လိုပါတယ် ကိုချင်းစာစေကိုထိုးတက်အောင်လှောက်ဆောင်ပါသူတို့ရဲ့မသိစိတ်တွေကတွန်းအားတွေလိုအပ်ချက်တွေကိုသိရှိဖို့အတွက်မိခွန်းနေမေးပါသူတို့ရဲ့ခံစားချက်ကိုနားလည်အောင်စူးစမ်းပါကိုချင်းစာစေကလူတူဦးရဲ့စိတ်ကိုဖတ်ရှုနိုင်တဲ့တကောပါပဲခံတော့မျက်နှာဖုံးနောက်ကအမှန်တရားတတိယဥပဒေသားကတော့လူတွေရဲ့မျက်နှာဖုံးတွေကိုဖောက်ထွင်းမြင်အောင်ကြည့်ပါဆိုတာပါ လူရဟာလူမှုပတ်ဝန်းကျင်မှာကိုယ့်ရဲ့စစ်မှန်တဲ့ကိုယ်ပိုင်တဘာဝကိုဖုံးကွယ်ထားတဲ့မျက်နှာဖုံးတစ်ခုတက်ဆင်ထားတတ်ကြပါတယ်။သူတို့ရဲ့အတွင်းစိတ်မှာမလုံခြုံမှု၊ကြောက်ရွံ့မှုနဲ့အတ္တရရှိနေပေမဲ့ပြင်ပမှာတော့အကောင်းဆုံးပုံစံမျိုးကိုပဲပြသခြင်းကြပါတယ်။ဖြစ်ရှင်ဒီလူတွေရဲ့စကားဝကြီးအာရုံမဆိုင်ပဲသူတို့ရဲ့အမှုရာကိုဟန်အတန်ဒီအတန်သားတွေကိုတရားဆောင်ကြည့်ပါမမျော်လင့်တဲ့အချိန်တွေမှာသူတို့ရဲ့မျက်နှာပုံးဘလို့ခွာကြသွားလဲဆိုတာကိုလေ့လာပါ ဒီလိုမှသာလူတို့ရဲ့စစ်မှန်တဲ့ဇယိုင်းနဲ့ရွေးချယ်ဖို့တရှိနိုင်မှာပါအခန်းလေးကျွန်ုပ်တို့ဤမောင်မိုက်တော်ဖတ်ချက်စတုတ္တဥပဒေသားမှာတော့ကိုယ့်ရဲ့အမောင်သူ share တို့ကိုရင်ဆိုင်မှာလို့ဆိုပါတယ်လူတိုင်းမှာကိုမကြိုက်တဲ့ဖုံးကွယ်ထားခြင်းနဲ့အထွန်းစိတ်ကအစိုးပတ်ချမ်းရှိပါတယ်ဒီပိုင်းကို share လို့ခေါ်ပြီးကျမတို့ကဒီရာတွေမရှိပါဘူးလို့မျက်စံတက်ကြပါတယ် ဒီလိုဖိနှိပ်ထားတဲ့အရာတွေကမတိစိတ်ကနေပောက်ွက်ထားပြီးကျမတို့အန္တရာယ်ဖြစ်စေပါတယ်။ဖြစ်ရှင်ဒီကိုရဲ့ share ကို ရင်ဆိုင်ပြီးအတိမတ်ပြုပါ။ကိုကိုကိုပို့ပြီးနားလည်နေလေသူတစ်ပါးရဲ့အမှောင်တစ်ခုကိုလည်းပို့ပြီးမြင်လာနိုင်နေလေပါပဲ။အလွန်ကြဖို့ရတတ်တဲ့အကောင့်ဘက်ကြီးပဲပြတတ်တဲ့လူတွေကိုအထူးသတိထားပါ။သူတို့ရဲ့ share ကအတိမတ်ရဲ့ပုံစံမျိုးနဲ့ပောက်ွက်ထွက်လာနိုင်တာကြောင့်ပါ။ခန်းကအမြင်ကြက်ကြက်ကြည့်ပါ။ ဖြစ်စမှဥတွေသားကတော့အမြင်ကျကျနဲ့ရှေ့ကိုကြည့်ပါဆိုတာပါပဲ။ကျမတို့ကလက်ရှိဖြစ်ပျက်နေတာကိုဒါအယုံဆိုင်ပြီးရေတို့ဆန္ဒတွေကိုဖြည့်ဆည်းဖို့အတွက်ရေရှည်ကြိုးစားပါအောင်လျှင်ရှုထားကြပါတယ်။ဒီလိုအမြင်ကျညာမှုကအဆုံးဖြတ်ချက်မှာရချမိစေပြီးနောင်တရစရာတွေဖြစ်စေပါတယ်။ဖြည့်ရှင်းသည်အငြင်းတဲ့အမြင်ကျကျမြင်အောင်ကြိုးစားပါဆုံးဖြတ်ချက်တစ်ခုမကြခင်မှာ9နှစ်10နှစ်စရရည်ရှိမှာဘလို့အကျိုးတက်ရောက်မှုရှိနိုင်မလဲဆိုတာကိုဆင်ခြင်ပါ တမားကိုလေ့လာခြင်းအနေအမြင်ကိုကျယ်စေးပြီးပစ္စုပန်မှာပုံမှန်ပညာရှိရွေးချယ်မှုတွေလုပ်နိုင်ပါလိမ့်မယ်။ညီကောင်းချုပ်နဲ့အတိတ်ကတော့ချက်၃ခု။တလောစုဝိမန်ကြီးခြားစာအုပ်ရဲ့အထက်ရွေးချယ်ကတော့လူတွေကိုလှည့်စားဖို့မဟုတ်ပဲကိုယ့်ကိုယ်ကိုနားလည်ဖို့နဲ့ကာကွယ်ဖို့ဖြစ်ပါတယ်။အတိတ်ကတော့ချက်၃ခုကိုသတိရပါ။ပုဂ္ဂိုလ်ရရမယူပါနဲ့မတွေးပါနဲ့။လူတွေရဲ့အပြုမူတွေကသူတို့ရဲ့အတွန်းစိမ့်တဲ့လိုအပ်ချက်တွေကြောင့်ဖြစ်တာကိုနားလည်ပါ။ လက်ခံလိုက်ပါကိုကိုကိုနက်နက်ရှာရှာသိပါကိုရဲ့ခိုက်စိတ်ခံစားမှုအတားနဲ့ shadow ကိုရင်ဆိုင်နိုင်မှသာ တခြားသူတွေကိုထိရောက်စွာနားလည်နိုင်ပါမယ်သုံးချက်မြောက်ကတော့ကိုချင်းစာချက်ကိုတိုးတက်ပါမွေးမြူပါဒါသင်ပိုင်ဆိုင်နိုင်တဲ့အစွမ်းတက်ဆုံးလူမှုရေးကိရိယာပါပဲဒီဗီဒီယိုကနေရရှိတဲ့လူ့တဘာဝဥပဒေတရားတင့်ရဲ့လုပ်ငန်းကွန် ဆက်ဆံရေးနဲ့ဘဝခရီးစဉ်မှာအောင်မြင်မှုတွေရရှိစေဖို့ကူညီပေးနိုင်မယ်လို့ယုံကြည်ပါတယ်။ဒီဗီဒီယိုကနေရရှိတဲ့လူတဘာဝဥရေတာတွေဟာတင်းရဲ့လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ဘဝခရီးစဉ်မှာအောင်မြင်မှုတွေရရှိစေဖို့ကူညီပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီဗီဒီယိုဟာတင့်တော်ကျိုးရှိခဲ့ရင် like လုပ်ပြီး share လုပ်ပေးပါအောင်နော်။နောက်ထပ်အစာအုပ်အနှစ်ချုပ်တွေကိုကြည့်ရှုနိုင်ဖို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။ကျေးဇူးတင်ပါတယ်ရှင်။